မိခင်တော်မလာခင်ထက်အကဲပို့နေရဲ့ရောက်ကမနဲ့ရောင်းမလေးကိုနှစ်သိမ့်ပေးနေရတဲ့ဆိုဖြစ်တဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြလဲကြုံဆုံလိုက်ပါတယ်မင်္ဂလာဆောင်အပြီးမှာမိခင်ထက်ရောက်ကမနဲ့ရောင်းမလေးကိုချော်လိုက်နှစ်သိမ့်လိုက်တဲ့အလုံများနေရကတော့တယောက်ဆောင်မင်းသမီးဆိုဖြစ်တဲ့စဉ်ပေါ့တချို့တွေကတော့အကဲပို့နေတဲ့ဟင်းဝီရဲ့အမေနဲ့ညီမလေးကိုဝေဖန်နေကြတာပေါ့အားလုံးသိကြတဲ့အချိန်မှာအခုချိန်မှာဟင်းဝီရဲ့နဲ့ဆိုဖြစ်တဲ့စဉ်တို့ကလက်ထပ်လိုက်ကြပြီဖြစ်ပါတယ်ဒီလိုချိန်မှာနှစ်ဖက်သောမိဘတွေကအပြိုင်ဆိုင်ဝမ်းနေပြနေကြတာပေါ့အခုဆိုရင်တော့ နကပြောခဲ့သလိုပဲမင်္ဂလာပွဲကြီးပြီးသွားပေမယ့်အခုလူရီရဲ့မျက်စိထဲမှာထူးထူးခြားခြားမြင်တွေ့နေရတာကတော့သူတို့သမီးဆိုပြတဲ့စဉ်တယောက်သူ့ရဲ့ကိုပိုင်မိခင်ထက်တောင်မှသူ့ရဲ့ရောက်ခမအသည့်ဆက်ဆက်နဲ့ရောင်းမလေးကိုချော့မော့နေရတဲ့နှစ်သိမ့်နေရတဲ့မြင်ကွင်းတွေပါပဲဒီမြင်ကွင်းတွေကြောင့်ပဲတချို့တွေကလည်းဟင်းဝင်ရဲ့တို့မိသားစုကအကဲပိုနေပြီဆိုတဲ့ဝေဖန်တဲ့နေကလည်းတော်တော်လေးများပြလာခဲ့တာပေါ့တချို့တွေကလည်းဆိုပြတဲ့စဉ်ကိုချီးကျူးကြပါတယ်အားလုံးဒီကြတဲ့အတိုင်းပဲဆိုပြတဲ့စဉ်ကဘိုင်းကောင်းကြောက်ဖိမင်းသမီးလေးတယောက်ပေါ့ဘေးတော်တော် ါလုံးလုံးမိခင်ဖြစ်သူဒေါ်မလာခင်ကအမြဲတမ်းအရေးတကြီးကြီးနဲ့လိုက်ပါဆောင်းလျှောက်ခဲ့ရတာပါဒီလိုမျိုးသမီးလိမ္မာလေးကအခုအိမ်ထောင်ပြုတ်ပြီးတော့တခြားရင်ကိုလိုက်သွားရတော့မယ်ဆိုတော့မိခင်ဒေါ်မလာခင်တယောက်ဝန်းနေတာမျက်ရည်ကျတာကတကယ်ကိုသဘာဝကျပါတယ်တဖက်ကသတို့သားဟင်းဝရန်ကလည်းသူရဲ့မိခင်ဒေါ်ဆဆန်းဝင်းရဲ့မမပိုင်းလေးပါပဲမိခင်ကစားဆိုရင်စားသွားဆိုရင်သွားနေဆိုရင်နေ အမေစကားတသွေးမတိန်နားထောင်တတ်တဲ့တားလိမ္မာလေးတယောက်ပါပဲဒီလိုမိဘကိုအရန်တိတက်မိဘနဲ့အရန်ရင်းနှီးတွေ့တာက ားတဲ့သူနှစ်ယောက်ပေါင်းဖက်ကြတော့မိခင်နှစ်ယောက်ကလည်းအပြိုင်ဆိုင်ဝန်းနေကြတော့တာပါပဲ နမင်ကြီးနုပညာရှင်တွေရဲ့မိခင်တွေဖြစ်နေရကြောင်းမီဒီယာတွေကလည်းမိုက်တွေတကားကနဲ့အစုံအလင်မေးကြတာပါဆိုပြတဲ့ဇင်ရဲ့မိခင်ဒေါ်မလာခင်ကလည်းတမီလေးနဲ့ခွဲရတာကြောင်းဝန်နေကြောင်းပြောနေသလိုဟိဝရဲ့ရဲ့မိခင်ဒေါ်ဆဆဝင်းကလည်းသူ့သားလေးနဲ့မခွဲနိုင်ကြောင်းသားလေးကအရန်လိမ့်မှာကြောင်းပြောလိုက်တယ်တကယ်ကိုစိတ်မကောင်းစရာမြင်ကွင်းနေပါမီဒီယာအင်တာဗျူးတွေမှာဟိဝရဲ့ရဲ့မိခင်ဒေါ်ဆဆဝင်းကသားလေးကအသက်36နှစ်အထိအမေနားမှာပဲနေထိုင်ခဲ့တာတာသမီလေးရောက်တဲ့မှာဟိဝရဲ့ကအလိမ့်မှာဆုံးသားလေးမွေးတော့ကလည်းအထူးဆန်းတဲ့အတိတ် မိတ်တွေနဲ့မွေးဖွားလာတာဆိုပြီးတော့တားဖြစ်သူကိုတော်တော်လေးနှမျောတသတသသဖြစ်နေတဲ့ပုံစံမျိုးမျက်ရည်တွေနဲ့ဖြေကြားခဲ့ပါတယ်။ဒါတင်မကတိပါဦးမင်္ဂလာအဲ့ခံပွဲတွေနဲ့ညစာစာပွဲတွေမှာပါရောက်ခမကြီးတော်ဆန်းဆန်းဝင်းတယောက်မျက်ရည်မစင်နေအောင်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ဒီကြားထဲဟင်းမရရဲ့ညီမလေးအလားရွှေစင်ကလည်းတလှဲ့သူကလည်းအကိုဖြစ်သူကိုနှမျောလို့ငိုတာလားဒါမှမဟုတ်စိုးပြေတဲ့စင်လို့ရောင်းမလေးတယောက်ရလို့ဝမ်းသာလို့ငိုတာလားမသိမျက်ရည်တွေနဲ့ထပ်တူဝမ်းနေနေခဲ့ပြန်ပါတယ်။တစ်ဖက်မှာကိုယ့်ရဲ့မွေးမိ ခင်ဒေါ်မလာခင်ကလည်းသမီးလေးကိုခွင့်ရလို့ဝန်ထဲနေချိန်မှာ ဆိုပေးသစဉ်တရားကိုရဲ့အမေကိုနှစ်သိမ့်ဖို့တောင်းအချိန်မရလောက်အောင်ရောက်ခမအသေးဆက်ဆက်တော်ဆန်းဆန်းဝင်နဲ့ရောင်းမလီအေလာရွှေစင်တို့ကိုတလဲစီပွေဖက်နှစ်သိမ့်လိုက်မျက်ရည်တွေတုပ်ပေးလိုက်နဲ့ချွေးမကောင်တယောက်ရဲ့တာဝန်တွေကိုအလုံများစွာနဲ့ကြေပုံနေခဲ့တာကိုအလုံးမဲမြင်တွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးတော့ပရိသတ်တွေကတော့နှမျိုးကွဲနေပါတယ်။တချို့ကတော့ဒါသားမိတွေမောင်နှမတွေရဲ့တန်ရောစဉ်အစ်မမှာတချို့ကတော့ဒါသားမိတွေမောင်နှမတွေရဲ့တန်ရောစဉ်အစ်မမှာဝန်းနေတာကတဘာဝပဲလို့ဆိုကြပါတယ်။ဒါပေမဲ့ပရိသတ်များစုကတော့ င်းဝင်ရဲ့မိသားစုကအကဲပေါ်လို့နဲ့ကားကိုဒီလောက်တောင်နှက်မျောဒီလောက်တောင်မခွဲနိုင်ဖြစ်နေရင်ဘာဖြစ်လို့မင်္ဂလာဆောင်ပေးသေးလဲဆိုပြီးတဲ့စဉ်နေရာမှာဆိုရင်တော်တော်အနေကျက်မှာပဲကို့အမိကလည်းဝမ်းနေနေတာကိုရောက်ခမကိုပဲဥဟောင်းချော့နေရတယ်ဒီလောက်မခွဲနိုင်ကြရင်လည်းမင်္ဂလာဆောင်ပြီးတော့အလုံးတအိမ်နဲ့အတူတူနေလိုက်ကြပါလားဆိုပြီးတော့တိုက်တွန်းဝေဖန်နေကြပါတယ်ပရိသတ်ကြီးတို့ရောဘလို့မြင်မိပါသလဲဆိုပြီးတဲ့စဉ်တယောက်ရောက်ခမနဲ့ဟင်းဝင်ရဲ့ညီမကိုချော့နေရတဲ့ပုံမှာဘလို့ထင်လဲဆိုတာမချက်ပေးခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်